ဇလန်တင်းမျိုးပြင်ကအသက်ဝင်နေတဲ့မိုင်းတွင်ကြီးပြည်သက်များအလုံးမင်းမင်းလာပါရှင်အနိုင်ချက်တွေကနေပြန်လေးကြိုးစို့လိုက်ပါတယ်အခုမြင်နေရတဲ့မိုင်းတွင်းဟောင်းကြီးကတော့အမေရိကန်နိုင်ငံအတလန်တစ်မြို့ရဲ့အပြင်ဘက်တနီယာမှာရှိနေရဖြစ်ပါတယ်။ဒီမိုင်းတွင်းကိုဘဲကုမ္ပဏီဘဲအဖွဲ့အစည်းကမှလာရောက်ပြီးတော့အသုံးပြုတာမျိုးမရှိတော့တာကြောင့်မိုင်းတွင်းရဲ့တချို့နေရာတွေကပြိုပြက်နေပါပြီ။လူသူမရှိတဲ့ဒီမိုင်းတွင်းကြီးမှာညဆိုရင်တံမီးရောင်တွေမြင်ရတာမျိုး လူအော်တန်တွေကြားရတတ်တာမျိုးတွေကို မကြာခဏကြုံရလိမ့်ရှိပါတယ်။ဆိုတော့ဒီတစေမိုင်းတွင်းကြီးနဲ့ပတ်သက်ပြီးတော့ပုံမသိရဖို့အတွက်စုံလေးစုံနဲ့ကြက်လေးတက်ပြီးဗီဒီယိုကိုအဆုံးထိအတူကြည့်လိုက်ကြရအောင်ပေါ့။အတလန်တီးရဲ့အပြင်ဘက်ဝိုင်ယိုမီမြို့လေးနဲ့မနီမဝေးမှာရှိနေတဲ့ဒီမိုင်းတွင်းကြီးဟာတစ်ချိန်လုံးကဒေသခံရွှေလုံသားတွေအတီးကအားထားခဲ့ရတဲ့နေရာတစ်ခုဖြစ်ပါတယ်။ မြို့ရင်းမှာတခြားသောမိုင်းတွင်းတွေလည်းရှိတယ်ဆိုပေမဲ့အပေါဝမှာတစ်လုံးကြီးတွေပြိုကျနေတဲ့ဒီမိုင်းတွင်းကြီးကတော့အ धिक အထင်ကြီးဖြစ်ပါတယ်။အရင်တုန်းကကုမ္ပဏီတွေတော်တော်များများဟာမြို့လေးကိုလာရောက်ကြပြီးတော့ရင်းနှီးမြှုပ်နှံမှုတွေလည်းလုပ်ခဲ့ရကြအောင်စတိုးဆိုင်အဟောင်းတွေစားတောက်ဆိုင်တန်းတွေနဲ့စီကားတဲ့နေရာကြီးတစ်ခုဖြစ်ခဲ့တာပေါ့။ဒါပေမဲ့နောက်ပိုင်းမှာတော့ရွှေကြောတွေတိတ်မတွေ့ရတော့တာကြောင့်လုပ်သားတွေမြို့ကန်တွေကလည်းဒီမြို့လေးကိုစွန့်ခွာသွားခဲ့ကြပါတော့တယ်။ ဒါကြောင့်အခုချိန်မှာဆိုရင်တော့မြို့လေးမှာလူသူအနေငယ်လုံးနဲ့မိုင်းတွင်အဟောင်းတွေသာကြံခဲ့ရပါတယ်။1953ခုနှစ်လောက်တုန်းက Walter Reed လို့အမည်ရတဲ့မိုင်းလုံသားတဦးဟာအဆိုပါမိုင်းတွင်တွေကိုတယောက်တည်းဝင်သွားခဲ့ပြီးတော့ဒီနေ့ချိန်ထိပြန်ထွက်မလာခဲ့ပါဘူး။ဝေါ်တာကဘဲကုမ္ပဏီနဲ့မှစာချုပ်ချုပ်ထားခြင်းမရှိတဲ့မိုင်းသမားတဦးဖြစ်ပြီးတော့သူ့စိတ်သဘောအရပိတ်ထားတာအကြွေဖြစ်တဲ့မိုင်းတွင်ကြီးတွေကိုဝင်သွားခဲ့တာဖြစ်ပါတယ်။ ဘောဂျာနယ်တို့ပါသွားတဲ့ရေဒီယိုဟာညနေ6:45နာရီမိနစ်အထိအချက်ပြနေစေဖြစ်ပြီးတော့အဲဒီကနေဘောဂျာရဲ့အသံတွေကိုကြားနေရပါတယ်။ရေဒီယိုထဲမှာကြားရတဲ့အသံတွေအရသူဟာအထင်းမှလမ်းပြောင်းနေပုံရပါတယ်။ဒီလိုနဲ့ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဟာဘောဂျာဝင်သွားခဲ့တဲ့လမ်းကြောင်းအတိုင်းအထဲကိုလိုက်သွားခဲ့ပြီးတော့သူ့ရဲ့နာမည်ကိုအော်ခေါ်ခဲ့ကြပါတယ်။ ဝေါ်ကြရဲ့အုတ်ထုတ်လေးကိုရှာတွေ့ခဲ့ပေမဲ့သူကတော့အစနာမကြံအောင်ပျောက်ဆုံးသွားခဲ့ပါပြီ။နောက်ထပ်6ရက်အကြာမှာတော့ရေဒီယိုကနေဝေါ်ကြရဲ့အတန်ကိုထပ်မံပြီးတော့ကြားခဲ့ရပြန်ပါတယ်။ရေဒီယိုထဲမှာဝေါ်တာဟာတယောက်ယောက်နဲ့စကားပြောနေပုံရပြီးတော့သူရင်းနဲ့မြေကိုတူးဆွနေတဲ့အတန်တွေကိုလည်းကြားရပါတယ်။သူတို့ပြောနေတဲ့စကားတွေထဲမှာဆက်မတူးတော့နဲ့လှန်ကောင်းကြီးကအသက်ဝင်လာပြီဆိုတဲ့စကားတွေလည်းပါဝင်နေပါတယ်။နောက်ပိုင်းမှာတော့အဲ့ဒီအတန်တွေကဘလုံးပထွေးနဲ့ပျောက်ကွယ်သွားခဲ့ပါတယ်။ နောက်ထပ်၆နှစ်ကြာပြီးအခါမှာရေဒီယိုနည်းပညာရှင်တချို့ဒီကိုလာကြပြီးတော့မိုင်းတွင်းထဲကနေအချက်ပြစနစ်တွေကိုလက်ခံရရှိနေတယ်လို့ထုတ်ပြောခဲ့ပါတယ်။1994ခုနှစ်တုန်းကလည်းတောင်သားသမားတဦးကညဘက်ဒီမိုင်းတွင်းကနေကနေအသံတွေကြားခဲ့ရတယ်လို့ပြောပါတယ်။သူဟာအဲ့ဒီညတော့ကအိတ်နေတော့ဒီအသံတွေကိုကြားခဲ့ရတာဖြစ်ပြီးမနေ့ရောက်တဲ့အခါမှာမိုင်းတွင်းအဝမှာဟောင်းနှမ်းနေပြီဖြစ်တဲ့မိုင်းလုံသားအုတ်ထုပ်၃လုံးကိုတွေ့ခဲ့ရပါတယ်။ 1982ခုနှစ်မှာဒီမိုင်းတွင်းကိုတရားဝင်ပိတ်သိမ်းခဲ့ပြီးတော့2009ခုနှစ်မှာတော့ဘူမိဗေဒပညာရှင်တွေဟာဒီမိုင်းတွင်းရဲ့နိုင်ငံတစ်ဖက်မှာပိတ်နေတဲ့လှိုင်းကောင်းတစ်ခုရှိနေကြောင်းထုတ်ဖော်ခဲ့ပြီးတော့မိုင်းတွင်းကြီးဟာတစ်နှစ်ထက်တစ်နှစ်သူ့အလိုလိုပုံမနှက်လာကြောင်းလည်းပြောခဲ့ပါတယ် ဆိုတော့အသက်ဝင်လှူရှားနေတဲ့ဒီမိုင်းတွင်းကြီးနဲ့ပတ်သက်ပြီးတော့မိစေတို့ရဲ့အမြင်ကိုလည်းမှတ်ချက်ပေးခဲ့ပါအောင်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးသောမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။